စစ်ရဲ့လောရတခုကြောင့်ရှူတင်မှာငိုခဲ့ရတဲ့ဆူရင်စံဗိတ္တမြအလုံးပဲမင်္ဂလာပါရှင်အခုချိန်မှာလူပြောများနေတာကတော့မဟာအပလီကေးရှင်းမှပြသနေတဲ့ရမက်ဇလန်တွဲရဲ့ကွင်းပေါ်မှာဖြစ်ခဲ့တဲ့ပြဿနာတစ်ခုပါဒီဇလန်တွဲကခိုင်နှင်းဝေမေဂရိတ်ကျော်ထက်အောင်အခုပြဿနာရဲ့ဇာဆောင်တွေဖြစ်တဲ့သွန်ဆင်းနဲ့ဆူရင်စံတို့ပါဝင်ထားပြီးတော့ဗိတ္တစိတ်ဝင်စားမှုတော်တော်လေးရနေတဲ့ဇလန်တွဲပါဇလန်ထဲမှာတော့တွန်ဆက်ကအလုံးမုံရတဲ့ဗီလိန်ဇက်ရုပ်ကိုတော်တော်လေးပြပြင်းအောင် ရုပ်ဆောင်ထားပြီးတော့အစွင့်ဆန်ကတော့ဖြူဖြူစင်စင်နွနွရွရွသာရုပ်ပါပြည်တနာဖြစ်ခဲ့တဲ့သဝင်ခန်းကတော့တွန်းဆက်ကစွင့်ဆန်ကိုပကံနဲ့ခေါင်းကိုရရတဲ့အခါပါရုပ်ချင်ရိုက်ကွင်းတွေမှာသုံးလေးရှိတဲ့အတိုင်းဒါကပကံအစင်မဟုတ်ပါဘူးပကံအတုပါဒါပေမဲ့ကိစ္စကအဲ့ဒီမှာစတင်တာပါတွန်းဆက်ကအဆိုပါပကံအတုနဲ့စွင့်ဆန်ရဲ့ခေါင်းကိုရိုက်လိုက်တဲ့အခါအတုဆိုပေမဲ့အချိန်ပြင်းသွားတာဒါမှမဟုတ်ပကံရဲ့အမာနေရာနဲ့အထိမိသွားတာကြောင့် ပြင်ဆန်တယောက်တော်တော်လေးနာကျင်သွားပြီးတော့ရှူတင်မှာပဲမြည်ရကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ဗီဒီယိုဖိုင်တွေပုံတွေထွက်လာတဲ့အခါမှာစွင့်ဆန်ကဘာမှမဖြစ်ပါဘူး။အတုပါလို့ပြောနေပေမဲ့သူ့မျက်နှာအမူအရာကတကယ့်နာကျင်သွားတာသိတာနေပါတယ်။ဒီကိစ္စမှာပိတ်သက်တွေကတနာစိတ်နဲ့စွင့်ဆန်ဘက်ကနေရတိကြပြီးတော့တွန်းဆက်ကိုတော့အပြင်းထန်ဝေဖန်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တွန်းဆက်ကရမတ်ဇလန်တွဲမှာဗီလိန်ဇရုပ်ကိုတိတ်ပြီးပြင်လွန်တော့ ဗိတ္တကသူ့ကိုဇလန်ထဲမှာရောအပြင်းမှာပါအမြင်မကြည်ဖြစ်နေတဲ့အချိန်မှာအခုလိုဖြစ်ရပါပေါ်လာတော့ဇက်ရုပ်အတိုင်းပဲအပြင်းမှာလည်းအညာတာမရှိဘူးစိတ်ကြမကောင်းဘူးဆိုတဲ့ခင်မြင်ရှိတွေပို့ပြီးတော့အာကောင်းသွားစေပါတယ်ဗိတ္တတွေကဘလောက်ပဲအတုဖြစ်ပါစေလောက်ဖို့ဂိုင်ဖက်အရှင်ချင်းအနုပညာရှင်အရှင်ချင်းကိုရှင်းစာစိတ်နဲ့ညညာတတာလှုပ်လို့ရတာကိုဘာလို့အာကုန်ထဲပြီးတော့ရရတာလဲဆိုပြီးမေးခွန်းထုတ်ကြပါတယ်ဒါကအနုပညာဓမ္မအရှင်ချင်း မငဲ့ညာတဲ့လုပ်ရ professional မဆန်တဲ့လုပ်ရလို့တမှားကြပါတယ်ဒီကိစ္စကရိုးရိုးတတန်အဆီးတဲ့တစ်ခုလားဒါမှမဟုတ်တမင်ရွေရွေချင်းရှိချင်းနဲ့လှုပ်လိုက်တာလားဆိုတော့တန်တရာတွေကလည်းကြီးမားနေပါဗျ။ပိတ်တက်တွေကအနုပညာရှင်တွေရဲ့အတွင်းရေးတွေကိုအများရန်စိတ်ဝင်တစားနဲ့စောက်ကြည့်လေးရှိပါတယ်။ဘဒူနဲ့ဘဒူကမတက်ဘူး။ဘဒူကဘဒူကိုအမြင်မကြည့်ဘူးဆိုတော့ကောလာဟာလာတွေကအမြဲရှိနေတော့ဒီလိုရိုက်ကင်းပေါ်ကပြဿနာတစ်ခုခုတက်လာပြီဆိုရင်လူတွေရဲ့အတွေးခေါ်ပုံက ။ဒါတမင်လို့တာအရှင်းချင်းကြည့်မရလို့ပညာပေးတာဆိုပြီးတော့ထင်ကြတာပါ။အခုတွန်ဆက်တဲ့အစုအိမ်ဆန်းကိစ္စမှာလဲသူတို့နှစ်ယောက်ကြားမှာအပြစ်မှန်တကယ်မတည့်တာများရှိနေလား။ဒါကြောင့်တွန်ဆက်ကပညာပေးလိုက်ကြလားဆိုပြီးပြပြထက်ထန်ဆွဆွဲနေကြ။ထင်ကျေးပြနေကြတာဖြစ်ပါတယ်။တကယ်တော့အနည်းပညာညီမတွေဖြစ်လို့တမင်တကာနာကျင်အောင်လုပ်လိမ့်မယ်လို့တော့တထေရှားမယုံကြည်ပါဘူး။ဒါပေမဲ့တစ်ဖက်ကကြည့်ရင်လေကိုကအပီလုံစရုပ်ကိုလို့ရပြီးကိုကိုအားလုံးကမုန်းနေပြီဆိုတဲ့အသိရှိရင် ဒီလိုရိုင်းနှင်းရတဲ့အခန်းမျိုးမှာပို့ပြီးတော့တတိထားတင်တယ်ပို့ပြီးတော့ညာတာတင်တယ်လို့ယူဆပါတယ်ဇက်ရုပ်ထဲမှာစီးမျောသွားလို့အချိန်လွန်တွားတာလည်းဖြစ်နိုင်တယ်လို့ဇက်လန်းပီပင်အောင်သမင်တကာဖန်တီးလိုက်တာလားဆိုတဲ့မေးခွန်းတွေကလည်းရှိနေပါတယ်ဘလိုပဲဖြစ်ဖြစ်ဒီဖြစ်ရကြောင့်စွင့်ဆန်ကတော့တကယ်နာကျင်မှုကိုခံစားလာရပြီးတော့တွန်းဆက်ကတော့ပြိတ္တရဲ့အမုန်းကို 20တိုးပြီးတော့အခမ်းလိုက်ရတာအမှန်ပါပဲဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲသွန်ဆေးရဲ့လောရကဇက်ရုပ်ထဲမှာအယမ်းမှုဝင်သွားလို့အချိန်လွန်သွားတဲ့အဆီဒင့်တစ်ခုလို့ထင်သလားဒါမှမဟုတ်တမင်တကာပညာပေးသွားတာလားလို့ထင်ပါသလားမိတို့ရဲ့မြင်လေးတွေကိုမှချစ်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါရှင်